အားလုံးပဲမင်္ဂလာပါဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့အတွက်ထူးခြားတဲ့သတင်းတွေတင်ဆက်ပေးခြင်းပါတယ်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ဒေါက်တာဆာဆာနဲ့ဆရာဇော်ဝေဆိုးကို AI video အတုလုပ်ပြီးစစ်တပ် lobby တွေရန်တိုက်ပေးနေတဲ့အကြောင်းမြမနွေဦးတော်လန်ရေးကို ကဘာကျော် တက်ကြွလှုပ်ရှားသူဂရတာသွန်းဘက်ကအားပေးထောက်ခံလိုက်တဲ့အကြောင်း တေသွားပြီဖြစ်တဲ့ဆရာနာရှင်လက်ပါဆွေမြင့်ဆွေမိန်းမနဲ့ဆွေမျိုးတွေဟာမန္တလေးမြို့ကမြင့်ဆွေရဲ့ခိုးရပါမြေခွက်ကိုအငင်းပွားနေကြတဲ့အကြောင်းပဲခူးတိုင်းရေတာရှင်မြို့နယ်ဒဲကတက်ကြွကြီးတူးကို PDF တွေအရှင်ဖမ်းမိခဲ့တဲ့အကြောင်းစကုမြို့နယ်ထွေအုပ်နန်းစီရီယံအမျိုးသမီးတူးတနက်ပစ်ခံရပြီးတေဆုံးသွားတဲ့အကြောင်းစတဲ့သတင်းတွေကိုတင်ဆက်ပေးခြင်းပါတယ် ပထမဆုံးသတင်းတပုတ်အနေနဲ့ဆရာဒေါက်တာဇော်ဝေဆိုးပြောကြားမှုမရှိတဲ့အကြောင်းအရာကိုစေအုပ်စု lobby တွေက AI video အတုလုပ်ပြီးပြည်သူတွေကိုဂျင်းထက်နေတာကိုတင်ဆက်ပေးခြင်းပါတယ်။ဒေါက်တာဆာဆာကအန်ယူဂျီမှာတာဝန်မယူတော့ပဲ foundation တစ်ခုထူထောင်တာဟာတစ္ဆာဖောက်တာဖြစ်တဲ့အကြောင်းဒေါက်တာဇော်ဝေဆိုးပြောကြားနေတယ်ဆိုပြီးစေအုပ်စု lobby တွေက AI video အတုပြုလုပ်ပြီးပြည်သူတွေကိုဂျင်းထက်နေတာဖြစ်ပါတယ်။မိုင်းဝေစစ်တရင်လို့အမည်ရတဲ့စစ်တပ် lobby YouTube channel ကနေ အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးရဲ့ဗီဒီယိုကို AI နဲ့ပြင်ဆင်ဖန်တီးထားတဲ့ဗီဒီယိုအတုကိုဒီဇင်ဘာလ3ရက်နေ့မှာစတင်ဖြန့်ရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့နန်းနန်းနေနွယ်နိုင်အမည်ရ Facebook အကောင့်ကနေလည်းထပ်မံဖြန့်ရှိခဲ့ပါတယ်။ဗီဒီယိုအတုမှာ NUG မှာတာဝန်မယူတော့ပဲ Foundation တခုထူထောင်တာဟာတစ္ဆာဖောက်တာဖြစ်ကြောင်းဆိုတဲ့အကြောင်းအရအတုကိုဒေါက်တာဇော်ဝေစိုးကပြောကြားတဲ့အောင်ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ ဗီဒီယိုကိုလေ့လာကြည့်တဲ့အခါမှာတော့ဒေါက်တာဇော်ဝေဆိုးရဲ့ဗီဒီယိုအဟောင်းတစ်ခုကိုအသုံးပြုပြီးပါဇက်လှုပ်ပုံနဲ့အတန်တို့ကို AI နဲ့ဖန်တီးထားတာကိုတွေ့ရပါတယ်ဗီဒီယိုအတုကိုသေချာကြည့်ရှုနားထောင်မယ်ဆိုရင်ဒေါက်တာဇော်ဝေဆိုးရဲ့နှကန်းလှုပ်ရှားပုံပုံစံမှန်မှန်တာနဲ့စကားတန်ကလည်းမပီတတာကိုတွေ့ရပါလိမ့်မယ်လက်ရှိကာလနှိပညာတွေအစစ်မြင့်လာတဲ့အခါဓာတ်ပုံတွေကိုသာမကရုပ်တံဗီဒီယိုတွေကိုပါ AI နည်းပညာနဲ့အတူပြုတ်လို့ရတာဟာအင်မတန်လွယ်ကူလာတာကြောင့်ပြည်သူတွေအနေနဲ့အထူးသတိထားကြမှသာသတင်းလာခြင်းလာခွဲခြားသိမြင်နိုင်မှာဖြစ်ပါတယ်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့မြန်မာပြည်သူတွေရဲ့ຫນွေဥဒေါ်လာရေးကအောင်ပွဲခံမှာဖြစ်တယ်လို့သဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူအဖြစ်နဲ့တင်ရှားတဲ့ဂရတာသုံးဘက်ကပြောကြားလိုက်ပါတယ်။ Justice Board မြန်မာ JFN အဖွဲ့ကရရှိခဲ့တဲ့2025ခုနှစ်အတွက် Right Livelihood Award အတွက်စူပေးပွဲကိုဆွေဒင်နိုင်ငံ Stockholm မြို့မှာဒီဇင်ဘာလ2ရက်နေ့ကကျင်းပပြုလုပ်ခဲ့ရမှာ Greta Thunberg က JFN ရဲ့ကိုစားစုလက်ခံရယူပေးရင်းအခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်မြန်မာပြည်သူများရဲ့ရုန်းကန်တော်လှန်မှုဟာတရားမျှတမှုနဲ့လူသားဂုဏ်သိက္ခာတို့အတွက်ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲရဲ့အစိတ်အပိုင်းပင် ဖြစ်ကြောင်းကို The Right Livelihood Award ကထပ်လောင်းအတည်ပြုလိုက်ခြင်းဖြစ်ပါတယ် စစ်ရဇဝဲခိုင်းကိုအပြစ်သက်ဖျက်သိမ်းနိုင်ဖို့အတွက်သွေးစည်းညီညွတ်မှုနဲ့အရေးယူဆောင်ရွက်မှုတွေလိုအပ်ပါတယ်။အခုဒီဇင်ဘာလမှာစေအုပ်စုဟာအတုရောင်ရွေးကောက်ပွဲတရက်ကိုကျင်းပတော့မှာဖြစ်ပါတယ်။အစိုးရများအနေနဲ့အစောပါအတုရောင်ရွေးကောက်ပွဲကိုစန့်ကျင်ဖို့စေအုပ်စုရဲ့အကြံဖတ်မှုတွေကိုသက်ဆိုးရှည်စေတဲ့ဗန္နာငွေစစ်လက်နက်စက်ပစ္စည်းကိရိယာနဲ့လင်းစည်လမ်းကြောင်းတွေကိုရပ်တန့်ဖို့ကျွန်ုပ်တို့တောင်းဆိုပါတယ်။ကုမ္ပဏီတွေယင်းနှိမ့်မြုံနှံသူတွေအနေနဲ့လည်း စစ်တပ်နဲ့သူတို့ရဲ့ chronidivacy ကနေမိမိတို့ငွေကြေးတွေပြန်လည်ထုတ်ယူကြဖို့ကိုကျွန်ုပ်တို့တောင်းဆိုပါတယ်။ဒီကြံရပါပတ်သက်မှုကိုအဆုံးသတ်ကြပါ။ရစ်ဆက်ကြံကြုံမှုကြီးများအတွက်ငွေကြေးထောက်ပံ့မှုများကို မပြုတ်လောက်ကြပါနဲ့။အခုဂုံပြုမှုဟာကျွန်ုပ်တို့ရဲ့မြဲမြံသောဆုံးဖြတ်ချက်တွေကိုပုံမခိုင်မာစေမှာဖြစ်ပြီးစရုပ်စုနဲ့သူတို့ကိုအားပေးကူညီသူများထံရှင်းလင်းပြသတဲ့သတင်းစကားတရက်ပားလိုက်ရှင်းလင်းဖြစ်ပါတယ်။ကဘာကြီးကစောင့်ကြည့်နေပါတယ်။ မြန်မာပြည်သူလူထုရဲ့တော်လှန်ရေးဟာအောင်ပွဲခံပါလိမ့်မယ်လို့ဂရတာသုံးဘက်ကပြောကြားခဲ့ပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်တပ်ရဲ့အာဏာသိမ်းမှုစတင်ချိန်ကနေ၅နှစ်နီးပါးတိုင်အောင်မြဲမြံခိုင်ခံ့သောခွန်အားဂုဏ်သိက္ခာပေးဆပ်မှုအနစ်နာခံမှုတွေနဲ့စေအုပ်စုကိုစန့်ကျင်ရည်တည်ခဲ့ကြတဲ့တတိပြောင်မြောက်လာသောမြန်မာပြည်သူတွေကိုဂုံပြုတဲ့အနေနဲ့ဂျေအဖန်ကစုကိုလက်ခံရယူခဲ့တာလို့လည်းသိရပါဗျ။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့အာနာရှင်လက်ပတ်စေမြေဆွေမိမနဲ့မိသားစုဝင်တွေအကြာမန္တလေးမြို့ကခိုးရပါမြေခွက်ကိုအငင်းပွားနေတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ကွယ်လွန်သွားပြီဖြစ်တဲ့အာနာရှင်လက်ပတ်စွေမြေဆွေပိုင်ဆိုင်ခဲ့တဲ့မန္တလေးမြို့ကမြေခွက်တစ်ခွက်ကိုဥတရာမြေဆွေစုစုကယုံကြည်အနံ့မှုကိုဖောက်ပြက်ပြီးအလွဲသုံးစားလှုပ်ရောင်းရှားခဲ့တယ်လို့မြေဆွေရဲ့ကြံရည်သူဇနီးဒေါခင်သက်သေးကဒီဇင်ဘာလ၄ရက်နေ့က စစ်တပ်ရဲ့နိုင်ငံပိုင်သတင်းစာကနေကြေညာပါတယ်။မြင့်စွေရဲ့နာရေးကြော်ညာထက်ချိန်သတင်းစာမှာဖော်ပြချက်အရဥတရာမြင့်စွေဟာမြင့်စွေရဲ့သမီးဖြစ်သူဒေါခင်တထားစွေရဲ့ခင်ပွန်းအဖြစ်ဖော်ပြထားတာဖြစ်လို့တမတ်တော်ဆက်သူလို့နားလည်ရပါတယ်။အခုဖြစ်ရဟာမြစ်ဆွေလိုစစ်ဘုတ်ချုပ်ကနေပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းရန်ကုန်တိုင်းဝန်ကြီးချုပ်ကဆက်လို့ယာယီတမရအထိတာဝန်အစစ်အစစ်ယူခဲ့တဲ့ စစ်ဘိုလ်ချုပ်ဟောင်းတဦးရဲ့မိသားစုဝင်နေအကြာလူသိရှင်ကြားနောက်ဆုံးဖြစ်ထားတဲ့ပိုင်းဆိုင်အငင်းပွားမှုလည်းဖြစ်လာပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ပဲခူးတိုင်းရေတားရှင်မြို့နယ်တဲကတက်ကြွကြီးတဦးကို PDF တွေအရှင်ဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ပဲခူးတိုင်းရေတားရှင်မြို့နယ်စစ်တောင်းမြစ်အနောက်ဘက်ရှမ်းမှာရှိတဲ့တောင်သူတွေထံကနေစက်ကြီးလာကောက်တဲ့အကျန်းဖက်စစ်တပ်ရဲ့တက်ကြွကြီးတဦးကို ပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့မနက်7:00နာရီကအရှင်ဖမ်းဆီးခဲ့တယ်လို့ရတရှင်မြို့နယ်အစီအစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း3934ကဒီကနေ့ဒီဇင်ဘာလ4ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့စကူမြို့နယ်ထွေအုပ်နန်းစီရီယံအမျိုးသမီးတအူတနက်ပစ်ခံရပြီးတည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ မကွေးတိုင်းမင်းဘူးမြို့နယ်စစ်ကောင်မရှင်လက်အောက်ကစကုမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအမျိုးသမီးဝန်ထမ်းတဦးတနက်နဲ့ပြစ်တက်ခံရတာကြောင့်တေဆုံသွားတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။တေဆုံသူဟာစကုမြို့ထွေအုပ်ဌာနဆေးရဖြစ်သူအသက်50ဝန်းကျင်ရှိဒေါခင်နီလာခေါ်မတ်ငယ်ဖြစ်ပြီးဒီဇင်ဘာ3ရက်ယမနေ့မနက်9:00နာရီခန့်မှာပွင့်ဖြူမြို့နယ်လေကမ်းရွာစေပေခန်းအနီး နေအိမ်မှာရှိနေစဉ်တနက်နဲ့ပြက်ကတ်ခံရပြီးသေဆုံးသွားတယ်လို့သိရပါတယ်။အမျိုးသမီးနှစ်ဦးကဝင်ပြစ်တာမောင်နိုင်ကတော့မသေးဘူးခင်းနီလာဆိုတဲ့ထွေအုပ်ယုံစည်ရဲကတော့တည်သွားတယ်ထွေအုပ်ယုံစည်ရဲနဲ့မောင်နိုင်ကဘာတော်မှန်းတော့မသိဘူးမောင်နိုင်မှာတော့မိမရှိတယ်တနက်နဲ့သုံးချက်မှန်တယ်ပြစ်တာတော့တောက်လျှောက်ပြစ်တာလို့ပွင့်ဖြူဒေတာခန်တဦးကပြောပါတယ်။ ခင်းဖြစ်ပွားတဲ့နေအိမ်ဟာပွင့်ဖြူမြို့နယ်မှာတာဝန်ကျတဲ့စစ်ဖက်ရေးရလုံခြုံရေးအဖွဲ့ဝင် စားရဖတ်တက်သားမောင်နိုင်ဆိုသူပိုင်ဆိုင်တဲ့နေအိမ်ဖြစ်ပြီးပြစ်ခတ်မှုဖြစ်ပွားနေချိန်မှာမောင်နိုင်နဲ့နေအိမ်မှာအတူရှိနေတာကြောင့်ကြီးစံထိမှန်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါဗျာ။